ကလေးတရေကြီးထွားဖွံ့ဖြိုးမှုကိုအားကောင်းအောင်ဆိုပြီးတော့အာဟာရတွေပြည့်စုံအောင်ကျေပွင့်မဲ့ကလေးကထွားသင့်သလောက်ထွားမလားဟုကလေးကတစ်ချောင်းကလေးတွေညှက်နေရဆိုရင်တော့ဓာရီကိုကျွေးမိနေလားဆိုတာကိုပြန်ပြီးတော့စမ်းစစ်ကြည့်ဖို့လိုပါရဲ့နော်ဒီတစ်ခေါက်မှာတော့ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ကလေးတွေကိုကြီးထွားမှုအာဟာရဓာတ်ဖြစ်စေနိုင်တဲ့အစားအစာတွေကဘာတွေလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဒေနာနိုဒီပေးလို့လည်းဖြည့်ပေးပါအောင်ရှင် လေးကိုအဟာရလည်ပြည့်စည်ခြင်းနဲ့ကြီးထွားခွင့်ပြုမှုနှောအကောင်းဆုံးနဲ့ကြီးထွားခွင့်ပြုစေဖို့ဆိုရင်တော့ဒီအစားအစာတွေကိုမကျေးမိစေဖို့တတိထားစေချင်ပါတယ်ပထမတစ်မျိုးကတော့ဂျန့်ဖူတွေပါနော်ဒါကတော့မိဘနိုင်လူလူတည်ထားပြီးသားဖြစ်မှာပါကြီးထွားခွင့်ပြုရမယ့်အရွယ်ကလေးကိုအသင့်စားအမြန်စားစားစရာတွေကျွေးတာကကလေးကိုအဟာရမဖြစ်စေနိုင်ဘူးဆိုတာပါပဲကလေးတော်တော်များများကဒီအစားအစာတွေကိုနှိမ့်ချသဘောကြပေမဲ့ဒီအစားအစာတွေကကလေးတွေမှာစီးကျိုးအဝလက်လာမျိုးကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပြီးတော့ ကြီးရွားဖွံ့ဖြိုးမှုအဟန့်အတားဖြစ်စေနိုင်ပါတယ်။အကြောင်းကတော့ဒီ junk food တွေမှာဆိုရင်ကလေးတွေကြီးရွားဖွံ့ဖြိုးစေဖို့လိုအပ်တဲ့အာဟာရပောင်ရမှုကမရှိသလောက်နည်းနေတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ကလေးက junk food တွေကြိုက်တယ်ဆိုရင်တော့နည်းနည်းပဲကျွေးပေးတင်ပါတယ်။ အဲ့ဒါမျိုးကတော့ဆိုတာပါလေးလာမှုတွေအရာအခလေးအများစုကြိုက်ကြတဲ့အချိုရည်တွေမှာပါတယ် first quarter ကဆိုရင်အယိုးသိသိစောက်ကျဆင်းစီနိုင်ပါတယ်အချိုရည်ကခလေးတွေကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့အာဟာရပုံမှုမရှိဘဲနဲ့အချိုတက်သီးသန့်ပါဝင်နေတဲ့တောက်စီရောင်တစ်မျိုးပဲဖြစ်ပါတယ်အချိုရည်ကလည်း junk food လိုပဲခလေးကြီးထွားမှုအဟန့်အတားဖြစ်စေနိုင်တာကြောင့်ဖြစ်နိုင်မတိုက်တာအကောင်းဆုံးပါပဲခလေးကမရမနေတောက်ချင်နေဆိုရင်တော့မှပမာဏကန့်တတ်မှုမမေ့ပါနဲ့နော် ။နောက်တစ်မျိုးကတော့ထမင်းပဲဖြစ်ပါတယ်။ထမင်းကကြီးတော်ဖွံ့ဖြိုးမှုအဟန့်အတားဖြစ်စေတယ်ဆိုလို့အံ့ဩမသွားပါနဲ့။ခလေးရွယ်မှာကြီးတော်ဖွံ့ဖြိုးဖို့အရှိန်ယူနေတာကြောင့်ကာဗိုဟိုက်ဒရိတ်ပရိုတင်းကိုပုံမှန်ဖြစ်တင်ပေးဖို့လိုအပ်ပါတယ်။ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိတ်လိုလောက်မြတ်တာမှခလေးကိုထိုက်တဲ့နဲ့ကိုယ်အလေးချိန်နဲ့အရင်အမြင်ရရှိစေမှာပါ။ ဒါကြောင့်ကြီးစွာဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့တတမီမီတွေကိုသမင်းအများကြီးမကျွေးပဲနဲ့သမင်းနဲ့အသားငါအိုအမျိုးမျိုးတို့ကိုမြင်းများတတကျွေးပေးပါပရိုတင်းပြည့်ဝလေးလေးခလေးအထွားကြိုင်းလေးလေးပဲဖြစ်ပါရဲ့ရှင်နောက်တစ်မျိုးကတော့ပြောင်းမှုပါ ပြောင်းမှုကသူ့ဘာသာတော့ကြီးထွားမှုမဟန်တာနိုင်ပါဘူး။ဒါပေမဲ့ပြောင်းမှုကိုသိသိတူလောင်နေနီးမမှန်တဲ့အခါအဖလက်တောက်ဆယ်လို့ခေါ်တဲ့မှုပိုးတစ်မျိုးကပေါက်ဖွားလာတတ်ပါတယ်။ဒီမှုပိုးကပြောင်းမှုကိုပူနေဆူဆူတဲ့နေရာမှာသိသိမှုကနေပြီးပေါက်ဖွားလာတာပဲဖြစ်ပါတယ်။ဒီလိုမျိုးပေါက်ဖွားမှုကငရွယ်လုံးနဲ့ခလေးတွေမှာဆိုရင်ကြီးထွားမှုအဟန့်အတားဖြစ်စေပါတယ်။ ပြန်ဖို့မရင်မဟုတ်ပဲဒီမို့ဖို့ဆိုရင်ငရုတ်ဒီမြေပဲတကြသည်လိုမျိုးအရာတွေမှာလည်းပောက်ပွားနိုင်ပါတယ်နောက်တစ်ခုကတော့ပဲပိဆက်ပါပဲပိဆက်ကခလေးကိုမကြွေးတင်တာလားဆိုတော့အစားအစားစားချိန်မှာနဲ့ကြီးထွားဖို့အချိန်ယူနေတဲ့အချိန်မှာတော့မကြွေးတင်ပါဘူးပဲပိဇက်ကိုပြပြထုတ်လုပ်ထားတဲ့ဘယ်နိုဒေဂျီတုတ်ဘူးတွေမှာဆိုရင် Friday acid ပါဝင်နေတတ်ပြီးတော့ဒီ acid ကအရိုးတွေတမ်းမှာဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ကယ်လ်ဆီယမ်ဆော့ယုံမှုရောကြစေပါတယ် ဒါတွေကိုအများကြီးစားသုံးဝင်ဆိုရင်ခလေးရဲ့ကြီးတော်ခွေယုံမှုအဟံအတာဖြစ်စေနိုင်ပါတယ်။အဆုံးတစ်မျိုးတော့ရေခဲမုန်နဲ့အချိုများတဲ့အစာအစာတွေပါ။ခလေးရဲ့ကြိုက်တဲ့ရေခဲမုန်၊ကူကီလိုလိုမျိုးအချိုများတဲ့အစာအစာတွေမှာဆိုရင်တကြားပောင်းမှုကလည်းမြင့်မားပြီးတော့ခလေးရဲ့ကြီးတော်ခွေယုံမှုအဟံအတာဖြစ်စေနိုင်ပါတယ်။ခလေးကိုငယ်စဉ်မှာအချိုအများကြီးကျွေးတာကကြီးတော်ခွေယုံမှုကိုရောကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။ဒီလောက်ဆိုရင်တော့ခလေးလေးရဲ့ကြီးတော်ခွင့်ပြုမှုကိုနှောက်နေစေတဲ့အစားအစာတွေကဘာတွေလဲဆိုတာကိုတိတိကျကျလောက်ပြီးလို့ထင်ပါတယ်။ ညီမတို့ဒီလိုဆုံးလိချင်ပြတဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ် video တွေမှာပြန်လည်ကြပါဘောနော်